မချသိမီကရုရှားသမ္မတဗလာဒီမာပူတင်သည်ယူကရိန်းတွင်စစ်ရေးအရတိုက်ခိုက်မှုများတိုးမြင့်လှုပ်ဆောင်ခဲ့သည်ယူကရိန်းရဲ့စွမ်းအင်စနစ်တွေကိုရည်ရွယ်ပြီးဒုံးကျည်တွေနဲ့ဒရုန်းတွေကိုအများပြားပစ်လို့ခဲ့ပါသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က၎င်းအားစန့်ကျင်တိပေးခဲ့ပြီးနောက်ခေါင်းဆောင်အူဂျာတင်မမှုများကြီးထွားလာကြောင်းပြသပြီးသည့်တိုင်ရင်းလို့ရသည်ထွက်ပေါ်လာခြင်းဖြစ်သည်2025ခုနှစ်မလ14ရက်နေ့တွင် ရုရှားသည်ယူကရိန်းစွန့်စနစ်များကိုအကြီးအကျယ်တိုက်ခိုက်ခဲ့သည်ယူကရိန်းစစ်တပ်ကရုရှားဒရုန်း198စင်းအနက်130ကိုညှပ်သွင်းခြင်းဖြစ်စီနိုင်ခဲ့သည် မောင်းတူမဲ့လေယာဉ်များသည်အရေးကြီးသော စွန့်အင်ဆိုင်ရာအဆောက်အုံတွေကို ပြင်းထန်တိုက်ခိုက်ခဲ့သည်ရုရှားသည်ဝေဟင်းနေပြည်နှင့်ပင်လယ်ပြင်တို့မှဒုံးကျည်68စင်းကိုလည်းပြစ်လုခဲ့ပြီးအများစုမှာယူကရိန်းမဟာဒတ်အားလိုင်းကို ပြင်းထန်ထားခဲ့သည် ဆိုပါတက်ခဲမှုများသည့်ကြီးမားသောပျက်စီးဆုဆုမှုများကိုဖြစ်စေခဲ့ပြီးနယ်မြေအတွင်းအများပြားတွင်ပါဝါလက်စမီပြတ်တောက်ခဲ့သည်ယူကရိန်းသည်ရုရှားပြစ်မှတ်များကို မောင်းသူမဲ့လေယာဉ်ဒရုန်းများဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည်ယူကရိန်းဒရုန်းများသည်ရုရှားရှိဒန်ဂွေကွန်ပရက်ဆာစခန်းများနှင့်ဒုံးကျည်တူလောင်ယုံကိုတိုက်ခိုက်ခဲ့သည်မကြာသေးမီကတိုက်ခိုက်မှုများသည့်တပ်တမန်ခင်းတွင်တင်မောင်းမှုများတိုးပွားလာခဲ့သည်တပ်မတော်ထရန့်ကရုရှားကို ဆက်လက်တက်ခဲ့ပါကနောက်ဆက်တွဲအကျိုးဆက်များကိုတင်ပြပေးခဲ့သည်ဘူတင်၏နောက်ဆုံးလှုပ်ဆောင်မှုများက၎င်းတင်ပြပေးချက်များကိုလိလူရှုကြောင့်ပြသခဲ့သည် UK ဝန်ကြီးချုပ် K Starmer ကငြိမ်းချမ်းရေးအစီအစဉ်ပေါ်ဘူတင်၏တုံ့ပြန်မှုသည် ကောင်းမွန်လိုလောက်မှုမရှိကြောင်းနှင့်နိုင်ငံတကာ၏ဖိအားများပုံမိုပေးရန်တောင်းဆိုခဲ့သည်အခြေအနေမတည်မငြိမ်ဖြစ်ပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတပ်သမားရေးကက်ခဲသောအပြစ်အမှားများလည်းရှိနေခဲ့သည်